အခုတင်ဆက်ပေးမယ့်သတင်းကတော့နမ်ခမ်းမှာဘုံပေါကွဲမှု၃ခုဖြစ်ပွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းနမ်ခမ်းမြို့မှာအော်တိုဘာလ16ရက်နေ့နဲ့18ရက်နေ့တို့မှာဘုံပေါကွဲမှု၃ခုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒီလိုဖြစ်ပွားခဲ့မှုမှာအော်တိုဘာလ16ရက်နေ့ည10:30မိနစ်50အချိန်ခန့်မှာနမ်ခမ်းမြို့မုခန့်ရွက်ပြည်တော်စုလမ်းမကြီးအလဲကျိုးမြောပန်းခုံမှာလက်လုံမိုက်တလုံးပေါကွဲမှုဖြစ်ပွားခဲ့ပါဗျ။အဲ့ဒီပေါကွဲမှုကြောင့်ပန်းမြင်ဆိုင်တဲ့မြေတပေပက်လယ်နဲ့အနက်၃လမ်းမခန့်မြေချိုင်ဝင်မှုသာဖြစ်ပွားခဲ့ပါဗျ။ ထပ်မံပြီးအော်တိုဘားလ18ရက်နေ့မနက်9:55မိနစ်အချိန်နဲ့9:35မိနစ်အချိန်မှာအဆိုပါနေရာမှာပဲထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ရာနမ်ခမ်းမြို့စီမင်းတရားရဲ့တန်ရှင်းဝန်ထမ်းဖြစ်သူအသက်29နှစ်အရွယ်ရှိတဲ့ဦးဝင်းကိုဟာအမှိုက်သိမ်းစဉ်ပေါက်ကွဲမှုကြောင့်မိုင်းစားထိမှန်သေဆုံးခဲ့ပြီးလူသုံးဦးထိခါရရှိခဲ့ပါတယ်မနက်9:35မိနစ်ပောက်ကွဲမှုဖြစ်စဉ်မှာတော့၃ဦးထပ်မံတရားရရှိခဲ့ပြီးတရားရရှိခဲ့သူတွေကိုနမ်ခမ်းမြို့ပြည်သူ့စေရုံကိုတင်ပို့ကူတာလျက်ရှိရလို့သိရပါဗျ။ ထင်အားရရှိသူတွေရဲ့အခြေအနေဟာစိုးရိမ်ရမှုမရှိဘူးလို့လည်းသိရပါဗျ။ပေါက်ကွဲခဲ့တဲ့ဘုံတွေဟာလက်လုံမိုင်းဘုံတွေဖြစ်ပြီးဘုံသုံးလုံးစလုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့နမ်ခံမျိုးမှာပုံမှန်အတိုင်းသွားလာလျက်ရှိရလို့သိရပါတယ်ရှင်။